အခုက chat gpt ကိုဖွင့်လိုက်မယ်ပေါ့နော်ဖွင့်လိုက်အဲ့တော့ကျွန်တော်အခုကဒီ calculator ကိုဒီ ui ပေါ့နော်ခြာခိုင်းมาပေါ့ဒီ ai ကိုအသုံးပြုပြီးတော့အဲ့တော့ကျွန်တော်တို့လုပ်တွေကိုတတ်တာအောင်ကျွန်တော်တို့က ai ကိုအသုံးပြုမယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံအတွက်ကျွန်တော်တို့ကဒီ calculator เนาะ design ပုံစံပေါ့အဲ့ဒါကို screen ရောရိုက်ထားရိုက်ပြီးလို့ရင်ကျွန်တော်တို့ကဒီဒီဒီပေါ့နော် chat GPT တွေကိုထည့်လိုက်မယ်ထည့်ပြီးတော့ရင်ကျွန်တော်စာသားထည့်ပေါ့နော်မြန်မာလိုပဲထည့်လိုက်တယ်အင်္ဂလိပ်လိုမထည့်ဘူးပေါ့နော်ပုံထည့်ရတိုင်းပေါ့နော် anti-studio တို့ပေါ့ anti-studio တို့ UI design ကိုချပေးပါအောင်နော် Java code ကိုအသုံးပြုမယ်ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်တယ်ပေါ့နော်အဲ့တော့စာရေးတာလည်းကျွန်တော်တို့ကဒီ chat GPT ကဘာတွေလုပ်လို့ရအောင်ဆိုမြန်မာသာသူကထည့်လို့ရတယ်ပေါ့နော်စာပို့ပေးတယ်အဲ့တော့စာပို့ပေးတယ်လေးလာလို့လည်းလွယ်တယ်ပေါ့နော် ကွာကျွန်တော်ကအဓိကကတော့ကုတ်တွေကိုနားလည်ထားဖို့လိုတယ် UI အခြေခံတွေကိုသဘောတရားတွေကိုနားလည်ထားဖို့လိုတယ်အဲအဲ့လိုနားလည်မှလည်းကျွန်တော်တို့ကအခု AI ထုတ်ပေးတဲ့ကုတ်တွေကိုဘယ်နားမှာပါထည့်ရမလဲဆိုတာနားလည်မှာပေါ့နော်ဒီသဘောတရားတွေ ID ရဲ့သဘောတရားတွေနားမလည်ဘူးဘယ်နေရာမှာဘယ်လိုအသုံးချလဲဆိုတာမသိဘူးဆိုရင်တော့အဆင်မပြေဘူးပေါ့နော် ဲ့တော့ကျွန်တော်ရေးပြတာစာတော့ပုံထဲရတာ Android Siri မှာ UI ဆွဲပေးပါနမူနာ sample code ထုတ်ပေးပါဆိုပြီးတော့အဲကျွန်တော် UI ရှင်းရှင်းလေးပဲထည့်ပေးပါเนาะသူကနေပြီးအဲ့မှာ code တွေထုတ်ပေးပါเนาะ edit main ပါเนาะဒီ HNN ဖိုင်မှာဘာတွေပါမလဲဆိုပြီးတော့သူကပြပါเนาะအဲသူရဲ့လိုအပ်တဲ့ design တွေသူက button ဘယ်နှခုဆိုဘယ်နှခုပေါ့เนาะအမှန်တော့တခါလေထုတ်ပြီးပေးလိုက်တာပါเนาะအဲ့တော့ကျွန်တော်တို့က UI ကိုကိုယ်တိုင်မော UI ဒီဇိုင်းတွေကိုကျွန်တော်ခြတာမလို့ AI ကိုခြာခိုင်းလိုက်တယ်ဗောနော်အဲ့မှာသူကအဲဒီဇိုင်းပိုင်းอ่ะဗောနော်ခလုတ်ဒီဇိုင်းတွေอ่ะစပို့ပြီးတော့အဆင်ပြေတော့သူကစတိုင်ဗောနော်စတိုင်ဒီမှာဆိုရင်စတိုင် HLM ကိုသူကတစ်ခါရထုတ်ပေးတာဗောနော်အဲအဲ့ဒါဆိုလို့ရင်ကျွန်တော်တို့ရိုးရိုးဘတ်တန်တွေပုံဖက်နေဘတ်တန်အတွက်ကိုသူတို့ကဒီစတိုင်ဘေးလူတစ်ခုထုတ်ပြီးတော့သူကထပ်ပြီးတော့ထုတ်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့ကအဲဒါလေးတွေရရပေါ့နော်ရပြီဆိုလို့ရင်ကျွန်တော်တို့က AI ဒီမှာတွားပြီးတော့ဒါတွေကိုထည့်မယ်ပေါ့နော် ထဲမဲ့သူအဲ့မှာသူက IES value value တွေကနေပြန်ပြန်ပြီး style HN ဖိုင်မှာဒီကုတ်တွေကိုထည့်ဆိုပြီးသူကတတခါလေးပေါ့နော် button style ဆိုပြီးတတခါလေးပြထားတာအပေါ်မှာကျတော့ကျွန်တော် HN ဖိုင်တွေအတွက်ကိုသူကတခါလေးအကုန်လုံးဘေးနေရာမှာဗာထည့်ရမယ်ဆိုတော့ဒီမှာသူကအကုန်ပြထားတာပေါ့နော်အဲ့တော့ကျွန်တော် AI ဒီထဲသွားမယ်အဲကျွန်တော် Android Studio ကိုအသုံးပြုလဲဒီတိုင်းပဲဗျအကုန်လုံးကပုံစံအတူတူပဲအဓိက ID ရဲ့သဘောတရားတွေဖိုးတာဒီနေရာတွေဒီစာပုံတွေကိုနားလဲလို့အဆင်ပြေတယ် ဲ့တော့ကျွန်တော်တို့ဆောနာအတိုင်းပဲသွားမှဖြစ်တဲ့မီနျူးကိုနှိပ်မယ်ပေါ့နော်မီနျူးနှိပ်မယ်နှိပ်ပြီးတစ်ချက်ချင်းထွက်မယ်ထွက်ပြီးတော့အာကြီးရထက်သွားမယ်ပြီးတော့သူကဖြေးလူဆိုတဲ့ဖိုတာပေါ့နော်ဆောနာသူပြောထားတာအဲ့အဲ့ဒီကိုသွားလိုက်မယ်သွားလို့ရှိရင်အဲ့မှာသွားစတိုင်ဆိုတာပါပဲအဲ့အဲ့ကောင်လေးနှိပ်လိုက်လို့ရှိရင်အဲ့မှာ ထည့်ရမှာပေါ့နော်အဲ့ဒီထဲမှာထည့်ရမှာကုတ်တရထည့်ရမှာဆိုကျွန်တော်တို့ကစောနာနော်က ChatGPT ကိုပြန်သွားမယ်သွားပြီးလို့ရှင်တော့စောနာနော်သူပြောတဲ့ဒီ style ထဲမှာထည့်ရမယ်ကုတ်တွေကိုကျွန်တော်တို့က copy ယူလိုက်မယ်ပေါ့နော် copy ယူလိုက်မယ်အဲယူပြီးသွားပြီပေါ့နော် copy ကုတ်ဆိုတာလေးနှိပ်ရအောင်မယ်အဲနှိပ်ပြီးလို့ရှင်ကျွန်တော်တို့က AI ID တွေကိုပြန်သွားမယ် AI ကြီးရဲ့ရောက်ပြီဆိုတာနဲ့အောက်ကညထပ်ပြီးတလိုင်းပေါ့နော်ဆင်းပြီးလို့ရှိရင်အဲ့မှာကျွန်တော်တို့ sona ကူလာတဲ့ copy ယူလာတာ code တွေကို copy ထည့်လိုက်မယ်နော်အဲထည့်ပြီးပြီဆိုရင်ကျွန်တော်က save ကိုနှိပ်လိုက်မယ်အဲကျွန်တော်ထည့်ထားတဲ့ code တွေကိုကျွန်တော်ကတင်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနောက်ထပ် file တစ် file ပြန်သွားမယ်နော်ပြန်သွားမယ်ပြန်သွားပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဟာ artist main တော့ပေါ့နော် artist main တော့ကိုလည်းကျွန်တော်တို့က copy code ကိုယူလိုက်မယ် code တွေကို copy ယူလိုက်မယ်ပေါ့နော်ဒါက UI အတိုင်းပေါ့နော် ယူလို့ရင်ကျွန်တော်တို့ address ဖုန်းဆိုတော့ address main နဲ့မှာထည့်ရမှာအဲ့တော့ကျွန်တော်လက်ရှိမူရင်းရေးထားတာဟာတော့ကျွန်တော်တို့ auto ရှင်းပလိုက်မှာပေါ့နော်ရှင်းပြီးတော့ရင်ကျွန်တော်ပတ်ချပြီးထည့်လိုက်မယ်။ဟောထည့်ပြီးပေါ့နော်။ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့က UI designer ခေါ်ကြည့်လိုက်မယ်။အဲ့အဲ့ဆိုလို့ချင်း button နဲ့ထည့်ပြီးထည့်ပြီးတော့ကျွန်တော်တို့က software ကိုအပြင်ကိုထုတ်မယ်ပေါ့နော်။အပြင်ထုတ်ကြည့်မယ်။အဲ့အမှကျွန်တော်တို့ချလိုက်တဲ့ UI ကအဆင်မပြေကြည့်ကြည့်မယ်ပေါ့နော်။ အဲ့တော့ကျွန်တော်က AI ကိုအသုံးပြုပြီးတော့ကျွန်တော်ဒီဇိုင်းတွေကိုမြန်မြန်ချလို့ရတယ်တချို့ကုတ်တွေကိုမသိတဲ့ဟာတွေကိုရှင်းခိုင်းလို့လည်းရတယ်လောက်ခိုင်းလို့လည်းရတယ်ပေါ့နော်အဓိကကုတ်ရဲ့သဘောတရားလမ်းကုတ်ရဲ့သဘောတရားတွေတော့နားလည်ထားဖို့လိုတယ်အခြေခံသဘောတရားတွေနားလည်မှသာလည်းအဆင်ပြေမှာပေါ့နော်အဲ့လိုမဟုတ်ဖဲနဲ့ခုမှအသိသက်သက်ကြီးလုပ်ပြီးတော့လုပ်မယ်ဆိုရင်တော့ဘေးနားပါထည့်ရမှန်းမသိရအဲ့ဒါတက်တယ်ဆိုရင်ဘေးနားအဲ့ဒါတက်မှမရှင်းတတ်ပဲနေမှာပေါ့နော်အဓိကတော့ကျွန်တော်တို့ကအခေါ်အော်တွေရဲ့ ဒီလုံပုံလုံကြီးပေါ့နော်အကုန်လုံးကိုနားလဲထားဖို့လိုပဲပေါ့နော်လမ်းကိုတော်တော်ရနားလဲလို့ရှင်အင်းကိုလုံးမဲ့အလုပ်ကအဆင်ပြေပေါ့နော် freelance ဖြစ်ချက်ဒီပဲဆိုလို့ရှင်ကျွန်တော်က AI ကိုအသုံးချပြီးရောကိုကလှုပ်သွားလို့ရတယ်အဲဒါဆိုလို့ရှင်ကျွန်တော်တို့အချိန်ကပို့ပြီးရောရတာပဲပေါ့နော်ကျွန်တော်တယောက်ထည့်လုပ်ရမယ်လို့ဆိုလို့ရှင်ကျွန်တော်ကဘယ်လိုပေါ့နော်အခုလို AI နေခက်စားလာတော့ AI အကူနဲ့ကျွန်တော်တို့က ိုပြီးတော့ကိုယ့်ရဲ့လက်ကိုနည်းနည်းဆန်းဆန်းလှုပ်လို့ရတယ်လို့အဲကိုမသိလို့ရှင်လည်းသူ့ကိုမေးလို့ရတယ်လို့ကိုကအဲသူကထုတ်ပြလိုက်တဲ့ result ပေါ့နော်အဖြေတွေကလည်းကန့်ညီမှုရှိမိပြီပေါ့နော်သုံးချလို့ရမယ့်ကိုကိုသူပြပြပြောမှာကိုကပြန်လှောက်ရတာပေါ့နော်အဲ့တော့ကျွန်တော်ဆောင်းနာဟာလေးကိုကျွန်တော် run ကြည့်လိုက်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှင်သူကအဆင်မပြေရပါရှိတော့ဆိုတော့ဆောင်းနာတော့ဒီ UI design မှာ ဒီခလုတ်တရားကျွန်တော်အောက်ချင်မှာကန့်နေတာဆိုကန့်မနေဘူးပေါ့နော်အဲ့ဒါတွေတော့ပြင်ရမှာပေါ့အဓိကကတော့သူကတော့ထုတ်ပေးလိုက်ပြီထုတ်ပေးလိုက်တဲ့အခါကျွန်တော်လိုအပ်တာနည်းနည်းပါးပါးပြင်ပြီးတော့ကျွန်တော်တို့ကလှုပ်ဖို့ပဲလိုတာပေါ့နော်ဒါဆိုလို့ရင်ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်အဲ့တော့နည်းနည်းပါးပါးနောက် lesson မှာကျွန်တော်တို့ပြင်မယ်ပေါ့နော်အဲ့တော့ပြင်ကြည့်မယ်ပေါ့အဓိကတော့ဒါဆိုရင် okay ပြီပေါ့နော်ဒါဆိုကျွန်တော်တို့အစားဆုံးလုပ်ဆရာမလို့တော့ဒါပါပဲဗျ